တားချတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ Time Meteorology တတိခတ်ရဲ့အထုပ်ပတိအကြောင်းလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ် Thailand is in mourning Time Meteorology တတိခတ်ဆိုရင်တော့တတ်တော်63နှစ်အရွယ်2025ခုနှစ်အော်တိုဘာလ24ရက်နေ့ည9:23နာရီ23မိနစ်မှာပဲ Kim Chulang Long Kong Memorial ဆေးရုံမှာကံကုန်အနိမ့်စာရောက်သွားခဲ့ပါတယ် မေတော်ကြီးရဲ့အများအကျိုးအတွက်အနဲ့နာခံဆောင်ရွက်ခဲ့တဲ့ဘဝအကြောင်းကိုအခုလိုမျိုးဖော်ပြလိုက်ပါတယ်။မေတော်ကြီးတရီခတ်ကိုတော့1932ခုနှစ်ဩဂုတ်လ12ရက်နေ့တောက်ကြာနေ့ဘန်ကောက်မြို့မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်ဟာထိုင်းနိုင်ငံကတအူးစံပိုင်ဘရင်စနစ်ကနေဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီဒီမိုကရေစီစနစ်ကိုကူးပြောင်းပြီးလာအနေငယ်အကြလည်းဖြစ်ပါတယ်။သူကဆိုရင်တော့နခတ်ထရာမင်္ဂလာ ကီတီယကာရာမင်းသားနဲ့မုံလွမ်းဖူအား ကီတီယကာရာတို့ရဲ့တမိကြီးဖြစ်ပါတယ်။ကီတီယကာရာတို့ရဲ့ဂုံချက်တည်းလို့အတိပဲရတဲ့တိရိခတ်ဆိုတဲ့နာမည်ကိုယာမခွနဆံမြောက်ဘရင်ရဲ့မိဖုရား၊ကွမ်းရန်ပိုင်ပါနီကပေးသနာခဲ့တာလည်းဖြစ်ပါတယ်။သူမကတော့သူ့ရဲ့အစောပိုင်းပညာရေးကို1936ခုနှစ်မှာရာဂျီနီကျောင်းမှာစတင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့လို့ဒုတိယကမ္ဘာစစ်ထိုင်းနိုင်ငံအထိရောက်ရှိလာပြီးဗန်ကောက်မြို့မှာလေကြောင်းတိုက်ခိုက်မှုတွေမကြာခဏကြုံတွေ့ရတဲ့အခါမှာတော့1949ခုနှစ်မှာ Samson Lambo က Saint Francis Xavier Convent အကြောင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။အဲ့ဒီမှာသူမဟာစန္ဒယပညာကိုသင်ယူခဲ့ပြီးနာမည်ကြီး Consa Pianist တယောက်ဖြစ်လာဖို့အတွက်အိမ်မက်တွေမှတ်ခဲ့ပါတယ်။1946ခုနှစ်မှာစစ်ပွဲကြီးပြီးဆုံးသွားပြီးတဲ့နောက်မှာတော့သူမရဲ့ဖခင်ဟာ United Kingdom ဆိုင်ရာတန်အမတ်ကြီးအဖြစ်ခန့်အပ်ခံခဲ့ရပြီးမိသားစုကလန်ဒန်မြို့ကိုပြောင်းရွှေ့ခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာသူမဟာ Saint Francis Xavier Convent အကြောင်းမှာ အလဲတန်းတတိယနှစ်ပြီးဆုံးခါစားလည်းဖြစ်ပါတယ်။အင်္ဂလန်နိုင်ငံမှာတော့သူမဟာနာမည်ကြီး Paris Conservatory မှာပညာသင်ကြားခွင့်ရဖို့အတွက် audition ဖြေဖို့ပြင်ဆင်ရင်းပုဂ္ဂလိကဆရာတွေနဲ့အတူစန္ဒယာအင်္ဂလိပ်နဲ့ပြင်သစ်ဘာသာစကားတွေကိုဆက်လက်သင်ယူနေခဲ့ပါတယ်။1948ခုနှစ်ပါရီမြို့ကမော်တော်ကားစက်ရုံတွေကိုလာရောက်လည်ပတ်နေတယ်။ဘယင်ဘူမီပေါ်အဒူလာတက်ဟာသူ့ရဲ့မိသားစုနဲ့ယဉ်နေခဲ့ပါတယ်။ယဉ်မင်းမြတ်ဟာဆွစ်ဇာလန်နိုင်ငံမှာ ကားမတော်တဆမှုတစ်ခုကြောင့်ထိခိုက်ဒဏ်ရာရပြီးစေယုံတက်ရောက်နေတဲ့အခါမှာတော့မုံလွမ်းဖူအားကသူ့ရဲ့တမီတွေဖြစ်တဲ့မုံရာချာဝုံစစ်တီရီခင်းနဲ့မုံရာချာဝုံစစ်ဘုံပါတို့ကိုဘရင်မင်းမြတ်တတချင်းအတွင်လာရောက်တွေ့ဆုံဖို့အတွက်ပုံမှန်ခေါ်ဆောင်လာခဲ့ပါတယ်။တနေ့အကြာမှာတော့မေတော်ဆန်ဝန်ကဘရင်မင်းမြတ်ကိုစားမုံချာရာဝုံစစ်တီရီခင်းကိုလက်ထပ်ခွင့်တောင်းဆိုခဲ့ပါတယ်။1949ခုနှစ်ဇူလိုင်လ16ရက်နေ့မှာတော့တည်တံစေဆက်ကြောင်းလန်းတဲ့အခမ်းအနားကိုကျင်းပခဲ့ပါတယ်။ သူမဟာ1950ပြည့်နှစ်မတ်လမှာရှစ်ဆက်မြောက်ရာမဘုရင်အာနန္ဒမဟိတောရဲ့တော်ဝင်မိသင်းချုပ်ပွဲအတွက်ထိုင်းနိုင်ငံကိုမပြန်ခင်အထိပညာဆက်လက်သင်ကြားနေခဲ့ပါတယ်။1950ပြည့်နှစ်ဧပြီလ28ရက်နေ့မှာတော့တော်ဝင်မင်္ဂလာအခမ်းအနားကိုစာပထုံးနန်းတော်မှာကျင်းပခဲ့ပါတယ်။ကိုဆက်မြောက်ရာမဘုရင်မုံချာရာဝုံစစ်တိရိခေကိုမိဖုရားတိရိခေဖြစ်နေတင်မြောက်ခဲ့ပါတယ်။အဲ့ဒီနေ့မေလ9ရက်နေ့မှာကျင်းပခဲ့တဲ့ဘုရင်မင်းမြတ်ရဲ့နန်းတက်ပွဲအခမ်းအနားအတွင်းမှာ သူ့ကိုမေတော်ကြီးတိရိခတ်အဖြစ်နဲ့လဲထပ်မံပွဲတိုးမြင့်ခဲ့ပေးပါတယ်။ဘရင်မင်းမြတ်နဲ့မိဖုရားကြီးတို့မှာတော့တားတော်တမိတော်လေးပါထွန်ကားခဲ့ပါတယ်။သူတို့ကတော့ဆွစ်ဇာလန်နိုင်ငံလိုဆန်မှာမွေးဖွားခဲ့တဲ့တမိကြီးဦးပွန်ရာတာနာအခုအခါဆယ်ဆက်မြောက်ရာမဘရင်ဖြစ်လာတဲ့အင်ရှိဇန်မင်းသားမဟာဝကြီးရာလောင်ကွန်မင်းသမီးမဟာချက်ဂရီတီရင်တော်နဲ့မင်းသမီးချူလာဘောဝလိုက်လက်စ်တို့ဖြစ်ပါတယ်။ 1956ခုနှစ်မှာတော့ဘရင်ဘူမီဘောဟာရှေးဟောင်းတော်ဝင်အစဉ်လာအတိုင်းရဟန်းပောင်ဝင်ရောက်တဲ့အခါမှာမိဖုရားတေရီကဟာဘရင်မရှိတဲ့အခိုက်အတန့်မှာနိုင်ငံကိုယာယီကိုစားအုပ်ချုပ်သူအဖြစ်တာဝန်ယူခဲ့ပါတယ်။ဘရင်မင်းမြတ်ပြန်လည်ရောက်ရှိလာတဲ့အခါမှာတော့သူ့ရဲ့ဘွဲကိုပြည်သူတွေရဲ့ကိုလုံရလို့အတိတ်ပဲရတဲ့ခွင်းတေရီခေတခွင်းကွန်ဆော့အဖြစ်တိုးမြင့်ခဲ့ပါတယ်။သူဟာ50မြောက်ဂျာမဘရင်ဥရောပကိုအလဲအပတ်သွားရောက်စင်မှာလဲယာယီကိုစားအုပ်ချုပ်ခဲ့တဲ့ ဗီဗီယာတေရိပါဂျရင်ဒရာဖြစ်ပြီးတော့ထိုင်းသမိုင်းမှာအဲ့ဒီပွဲကိုရခဲ့တဲ့ဒုတိယမြောက်မိဗီယာဖြစ်လာခဲ့ပါတယ်။ဒမရဲ့ဘဝတစ်လျှောက်လုံးမှာတော့မေရော်ဂျီဟာထိုင်းနိုင်ငံရဲ့မိဗီယာတစ်ပါးအဖြစ်ရောကိုးစက်မြောက်ယာမဘီရင်ရဲ့အဖော်မွန်အဖြစ်ပါတော်ဝင်တာဝန်အများအပြားကိုထမ်းဆောင်ခဲ့ပါတယ်။ထိုင်းပြည်သူတွေကိုကူညီဖို့နဲ့နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက်စီမံကိန်းအသစ်တွေကိုစတင်လှုပ်ဆောင်ခဲ့တဲ့သူပါ။ဒမရဲ့တော်ဝင်စီမံကိန်းတွေဟာဒီနေ့အချိန်အထိထိုင်းနိုင်ငံသားတွေအတွက် ကြီးမားတဲ့အကျိုးကျေးဇူးတွေကိုယူဆောင်ပေးခဲ့ပါတယ်။အဲ့ဒီအထက်မှာတော့ဘုရင်မင်းမြတ်ကရေးပါ။ကျမကတော့တတော်ပါလို့သူကိုယ်တိုင်တခါကပြောကြားခဲ့ပူတဲ့တတော်ထိန်သိမ်းရေးလုပ်ငန်းတွေထိုင်ဖို့တဲ့နဲ့ကဏဝင်ခွန်အပ်ကိုအဓိကထားတဲ့ရင်ကျေးမှုထိန်သိမ်းရေးအစီအစဉ်တွေပြီးတော့ထိုင်းလူမျိုးတန်းတဲ့ခြေရဲ့ဘဝတွေကိုပြောင်းလဲပေးခဲ့တဲ့တခြားချိုးပန်းဆောင်ရွက်မှုအများအပြားပါဝင်ပါတယ်။1986ခုနှစ်မှာတော့ထိုင်းဆိုရကမိဖုရားကြီးကိုဂုဏ်ပြုတဲ့အနေနဲ့သူမရဲ့မွေနေ့ကို အမျိုးသားရုံးပိတ်ရဲ့အဖြစ်နဲ့သတ်မှတ်ကြေညာခဲ့ပါတယ်။သူမရဲ့မွေးနေ့ဖြစ်တဲ့ဩဂုတ်လ12ရက်နေ့ကိုနှစ်စဉ်နိုင်ငံရဲ့အရေးပါတဲ့နေ့တစ်နေ့အဖြစ်ဆက်လက်ကျင်းပနေဆဲလည်းဖြစ်ပါတယ်။ထိုင်းနိုင်ငံအားဆိုရင်တော့ယခုအခါမှာတော့စေစွန်းနဲ့ခုနှစ်ခုကြာကြာထိုင်းပြည်သူတွေရဲ့အကျိုးကို သူ့ဘဝတစ်ခုလုံးပြုံနှံဆောင်ရွက်ခဲ့တယ်။သူတို့ချစ်မြတ်နိုးရတဲ့မယ်တော်ကြီးတပါးကိုဆုံရှုံလိုက်ရတဲ့အတွက်ဝမ်းနဲ့ကြေကွဲနေရတာပဲဖြစ်ပါတယ်ခင်ဗျာ။ Star Channel ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ကြပါဦးခင်ဗျာ။